MSP နောက်ပိုင်းကမ်းလှမ်းညက်ပွဲဆိုလို့ရှင်လဲတန်းတိုင်းတလောက်စခွေရာကဘလို့ပွဲမျိုးရွေးချယ်ပြလဲဆိုတော့တမာတမတ်ရှိလားအဲအဲ့လိုပတ်စံနဲ့ရောင်းစားထားတဲ့ပွဲတွေမဟုတ်ဖို့တော့လိုတယ်ဘာလို့ဆိုရင်လောက်ပွဲမှာသွားပြီးတော့တိုင်းထိုင်တော့လဲအလကားပဲလीเนาะ ှစ်ပြည့်တဲ့လူဝဲယရနာ more and more မှာရှာဖွေပါအရင်ကရတော့ Sakura 2019ကရ UIM Venus ကိုရရှိပြီးကရနောက်ထပ် UIM နဲ့ပတ်သက်ပြီးတော့အလှမဲ့ပွဲတိုင်းဒီမှာတော့ Sakura Jazz အနေနဲ့ဝင်ပြီးတော့ထိုင်ပေးတာဖြစ်တယ်ပေါ့နော်။နောက်ပိုင်းကန်လန်းနဲ့ပွဲဆိုလို့ရှိရင်လည်းတန်တိုင်တလောက် Sakura ကဘလို့ပွဲမျိုးရွေးချယ်ပြလဲဆိုတော့တမာတမက်ရှိလား။ အဲ့လိုပတ်စံနဲ့ရောင်းစားထားတဲ့ပွဲတွေမဟုတ်ဖို့တော့လိုတယ်ပြီးပြီဆိုလို့ရှိရင်ကိုကိုရိုင်းတကယ်ကိုအရေးချင်းရှိရဲ့မစ္စတာတွေမစ်တွေကိုရွေးချယ်ပေးခြင်းတဲ့အတွက်အဲကိုအမှတ်ပေးစီးမြင်ရတော့ဒီပွဲအတွက်ဘလောက်တောင်အရေးပါလဲပေါ့နော်ထိုင်နေတိုင်းနေတချို့ကြတော့ဒိုင်းနေဘလောက်ပဲရွေရွေသူတို့ပေးခြင်းတဲ့သူတို့သူတို့ပေးချလိုက်တာဆိုတော့အဲ့လိုမျိုးပွဲမျိုးလေးမဟုတ်အောင်တော့အဲဆောက်ရနေနေအကြီးကစမ်းစစ်ပြီးတော့အဲထိုင်ဖြစ်တယ်ပေါ့နော်ဒိုင်းထိုင်ဖြစ်တယ်နှမို့ဆိုရင်လောက်ပွဲမှာသွားပြီးတော့ဒိုင်းထိုင်တော့လေအလကားပဲလေနော်အဲအားကြောင့်မလို့ အဲဆာကူရာကြွက်လည်းအကျိုးမရှိဘူးအားလုံးကြွက်လည်းအကျိုးမရှိဘူးလို့ခံစားလို့ပါရှင်ဟုတ်မြင်နေရပဲလေဆာကူရာကဒီနယ်ပယ်ရရပဲလူတွေဆိုရဲအခါကြတော့ဘယ်ပွဲတီတမတမတ်ရှိလဲဘယ်ပွဲတီလောက်ပွဲလဲဘယ်ပွဲရရောင်းစားထားလဲဆိုတာတော်တော်များများသတင်းတွေကဆာကူရာတို့ကအကုန်လုံးကရရပုံတော့အားကြောင့်မို့ကိုကိုရိုင်းလဲဟိုးရင်ကလေးကမကြိုက်ဘူးကိုကိုရိုင်းလဲအဲ့လိုမျိုးဟို transcender ပွဲမှာဆိုလဲအရင်တော့ဆိုရင်ဆာကူရာအပြိုင်ခဲ့တချို့ပွဲလေးဆိုရင် နှုတ်ထွက်ခဲ့ရာရှိရေပေါ့နော်အဓိကကကြတော့အငွေကြီးနဲ့ပတ်သက်ပြီးတော့အဲတမတမတ်မှုမရှိဘူးပြီးပြီဆိုလို့ရှင်လို့ရှိရင်အဲဒီလိုမျိုးအောင်မြင်စေခြင်းနဲ့ဆိုတာချက်ငွေကြီးရေးကိုအဓိက focus ထားပြီးလုပ်တဲ့ပွဲရေဆိုလို့ရှင်ဆာကူရာကတော့စိတ်လည်းမပါဘူးကိုကိုယ်တိုင်လည်းမပြိုင်ဘူးပြီးပြီဆိုလို့ရှင်အဲ့လိုပွဲမျိုးလည်း judge လုပ်ပေးမှာမဟုတ်ပါဘူးလို့ဟုတ်အဓိကကတော့ပေါ့နော်ဆာကူရာတို့လူတိုင်းရဲ့ဟိုအဓိကကတော့ အဲပါဆန်နယ်နဲ့ပရော်ဖက်ရှင်နယ်နဲ့ခွဲခြားဖို့လိုတယ်ပေါ့နော်။ဆာကူရာတို့လည်းအပြစ်မှာဆိုလို့ရှိရင်အခုတို့လေလာပြောကြရဲအမားအလှမဲ့ဖြစ်နေပြီ။အမား miss လဲဖြစ်နေပြီ။ပြီးတော့အမားဒီတကယ်ကိုအဲ commercial တွေဒီလိုပွဲကြီးတွေလည်းအမားတက်နေပြီဖြစ်တဲ့အတွက်တချို့ပရိသတ်တွေကြတော့ဒီဟာတာပိုင်းမျိုးတို့မရိုက်စေချင်တော့ဘူးပေါ့နော်။ဟာတာပို့ပြီးတော့တီတီငိမ့်ငိမ့်လေးနဲ့ကိုယ့်ရဲ့ road တစ်ခုကိုထိန်းထားနိုင်တဲ့နေရာလေးတွေလုပ်ပေးစေချင်ကြရဲပေါ့။အဲ့ဒါဆာကူရာဘာကိုပြောချင်တာလဲဆိုတော့ personal နဲ့ professional ကိုခွဲခြားဖို့လိုတယ်ပေါ့နော်။ဆာကူရာတို့ကတက်တက်ဆာ အဲအညွပညာရှင်လည်းဖြစ်တယ်ပြီးပြီဆိုလို့ရှိရင်ကိုက transcender model လည်းဖြစ်တဲ့အခါကျတော့တချို့အလုပ်တွေကြတော့ sakura တို့မှာရွေးချယ်စရာအဲအများကြီးမရှိဘူးပေါ့နော်ကိုကိုကန်းလန်းလာတဲ့နေရာမှာကိုနဲ့တင့်တော်ဟိုလည်းရွေးရတယ်ပြီးပြီဆိုရင် sakura ပြောသလိုမျိုးပေါ့အဲ ဟိုဘယ်လိုခေါ်မလဲဆိုတော့ကိုယ့်ရဲ့ community ကိုထိခိုက်မှုမရှိစေတဲ့အလုံးမျိုးတွေလည်းရွေးရတဲ့အခါကျတော့လေဆာကူရာတို့အားကြောင့်မလို့ဟာသားဆိုလည်းရိုက်လို့ရှင်လည်းလက်ခံပေးပါဒါသည်လည်းအမှုပညာပဲပေါ့နော်လက်ရှိမှာလည်းရှေ့မှာဆိုလို့ရှင် international တော့ပြိုင်ထားတဲ့ miss တွေတောင်မှဟာသားကားကြီးမှာအခုရိုက်နေကြရပဲဆိုတော့လေ ။ဘာပဲလှုပ်လှုပ်ဟာတာပဲရိုက်ဒရာမာပဲရိုက်ရိုက်မစ်ပဲရှောက်ရှောက်ရှိုးပဲရှောက်ရှောက်ဘာပဲလှုပ်လှုပ်သာသည်တမာတမက်ကြတဲ့အမှုပညာပဲဖြစ်ဖို့လိုတယ်လို့ဆိုခုလားသတ်မှတ်တယ်ပေါ့နော်။ဒါကြောင့်မလို့အာဆင်ဆန်တဲ့ပရော်ဖက်ရှင်နယ်လေးတွေရောခွဲခြားပြီးရင်တော့အရန်ပဲပျော်မိမှာပါလို့ဟုတ်ကဲ့ပါရှင့် အဓိကတော့ဆာကူရာကလည်းနည်းနည်းလေးရွေးနေတုန်းပဲပေါ့နော်အဓိကကတော့အဲကိုယ်စပွန်ဆာပေးမဲ့ကုမ္ပဏီနဲ့လည်းအဲဆာကူရာစကားပြောဖြစ်နေသေးရပေါ့နော်ဘယ်ပြိုင်ပွဲဒီကိုယ်နဲ့တင့်တော်မှုရှိလဲဘယ်ပြိုင်ပွဲဆိုလို့ရှိရင်အဲကိုဒီအဲဘယ်လိုခေါ်မလဲအကောင်းဆုံးလုပ်ပြနိုင်မလဲပေါ့နော်အဲ့ဟာကြီးစဉ်းစားနေတဲ့အတွက်ကြောင့်မလို့ဒီ local တွေကပဲပွဲကြီးပေါ့နော်တခြားပေးဖိုက်ဖြစ်တဲ့ပွဲတပွဲကိုပဲ track join ရင်ကောင်းမလား international ပွဲကိုပဲထပ်ပြီး join ရမလဲကောင်းမလားဆိုရဲဟာတော့ဆာကူရာတို့လက်ရှိမှာတော့အဲ စဉ်းစားနေတော့ပဲပေါ့နော်ဒါမဲ့ပြိုင်မှာပါဒီလောက်နဲ့တော့ရက်တက်မနေပါဘူးလို့ဟုတ်ရရရှင်ဆာကူရာလေအဲ့လိုတမတမတ်မကြဘူးဆိုလို့ရှင်ဆာကူရာကိုကိုရိုင်းလဲဝါသနာမပါဘူးပြီးပြီဆိုတော့ဒီပတ်ဆက်အန်တစ်ခုကိုပဲအရင် focus ထားရဲပွဲဆိုလို့ရှိရင်တော့ဆာကူရာလုံးဝလုံးဖြစ်မှာတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုကပတ်ဆက်မလောက်ပဲရရရတချို့ကြီးကြတော့ပတ်ဆက်နဲ့အလုံးလောက်ရရှိရဲဆာကူရာကြတော့ โอเคငါ့အညပညာကဲလှမ်းတယ်ဆိုလို့ရှိရင်တော့ငါဘာကြောင့်ဒီအလုပ်ကိုလက်ခံရလဲဆိုတော့ reason တစ်ခုကတော့ရှိရပေါ့တော့ဘာကြောင့်လဲဆိုတော့အဲတစ်ခုခုပြဿနာကြီးဖြစ်လာလို့ရှိရင်နောက်ွယ်မှာအတန်ကြီးထွက်လာလို့ရှိရင်အနေဒီလိုမျိုးငိုရက်လူတွေကလက်ညှိုးထိုးဖို့တော့စောင့်နေတဲ့လူတွေလည်းရှိရပေါ့တော့ဒါကြောင့်ကိုပန်းနေတော့အတတ်နိုင်ဆုံးတော့အမားရွေးနေအောင်တော့စူးစားပြီးနေနေပါရဲ့ရှင်ဟုတ်ဆောက်ကွာဟုတ်လေပွဲကြီးပြိုင်ခဲ့တာတောက်ရှောက်ဟိုးရင်ကလေးကပြိုင်တာပေါ့နော်ဒါတဖြည်းဖြည်းနဲ့ဒီလိုပဲနမဲလေးယူခဲ့လူမျိုးလူပေါင်းစုံစိတ်သက်ပေါင်းစုံ ပွဲစီစဉ်တဲ့ organizer ဘောင်းဆောင်လေးကိုကြုံတွေ့ခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်များများရဲ့အကျင့်စရိုက်တွေလည်းသိရှိပြီးပေါ့နော်။ဒါကြောင့်ကိုယ့်ရဲ့နောက်တက်လာမဲ့အဲဂျူနီယာ LGBT လေးပဲဖြစ်ဖြစ် Mr ပဲဖြစ်ဖြစ် Miss ပဲဖြစ်ဖြစ်အဲပုံမကောင်းမွန်တဲ့ပွဲလေးပဲကြုံတွေ့စေချင်တယ်။အဲဒီလိုမျိုးပတ်စံအောင်ပဲကြည့်ရပွဲတွေပဲခါကြတော့တို့တို့ကပတ်စံတွေကုန်ပြီးတော့အဲချိရောက်တဲ့နေမဲ့တခုမရရှိရမျိုးလို့ပါအဲ့လိုမျိုးဖြစ်မှာအဲမလိုလားလို့ပါရှင်ဟုတ်ကဲ့ပါရှင်ဟုတ် ဆိုးဆိုးဝါးပါကြုံငါလဲဆိုတော့တချို့ကြတော့အဲ့လိုမျိုးပေါ့နော်အဲဂျီလိုညင်အားတစ်ခုရောက်ဖို့ဂျီလိုဟာပတ်စံကိုဒဲညှိရရှိရပတ်စံဘလောက်ပေးဘလောက်ပေးညှိရရှိရပြီးပြီဆိုလို့ရှိရင်စာချုပ်ပေါ့နော်စာကရာတို့အလှမဲ့ပြိုင်ပွဲပဲဖြစ်ဖြစ်ပဲအလုပ်ပဲဖြစ်ဖြစ်စာကရာတို့ဒီ contract ရှိရပေါ့နော်ပြိုင်ပွဲဆိုလဲအဲ့လိုပဲ contract တွေရှိရသမာသမတ်ကြတဲ့ contract တွေအကြတော့စာကရာတို့ဖတ်လို့ရရအဆင်ပြေရဒီစည်းကမ်းချက်တွေဖတ်လိုက်တဲ့အခါကျတော့ တင့်လျော်စီလော်မှုရှိရပေါ့နော်တချို့ကြတော့တမာတမတ်မရှိရပွဲဆိုလို့ရှိရင်စာချုပ်ဖတ်လိုက်တာနဲ့တခုခုဖြစ်တာနဲ့ရော်ကိန်းနေကြီးပဲထည့်ထားတာကိုတွေးမြင်ရမှာပါလို့အခါကြလို့ရှိရင်တော့လေအဲရိမ့်မိလာမှာပါလို့နောက်ပိုင်းကျစာကွေးရတယ်ဒီလိုပဲပွဲကြီးပြိုင်ရင်းနဲ့အကျွေးကြုံယူခဲ့ရတာဆိုတော့လေသတိထားပေါ့နော်ဟုတ်ဟုတ်တယ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 ် ဟုတ်ကဲ့ဟုတ်ကဲ့ပြိုင်ပွဲတွေကတော့ကြောက်လျှောက်ပြိုင်တယ်တခါကြလို့ရှိရင်အချမ်းမကြီးကိစ္စကြောင့်ရန်နာလိုက်ရတဲ့ပွဲတွေရှိရဲတခါကြလို့ရှိရင်တမာတမက်အမကြလို့ရက်လိုက်ရတဲ့ပွဲတွေလည်းရှိရဲပေါ့နော်ဒါပေမဲ့အားလုံးကတော့လေအမှန်တိုင်းပြောပြတာဘာကြောင့်ဒီအမှုပညာလုပ်ငန်းတွေကိုဝင်ကျင်ကြလဲဆိုတော့နမည်ကြီးကျင်လို့နေရာတစ်ခုရောက်ကျင်လို့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ် trend center ပဲဖြစ်ဖြစ်အကုန်လုံးဒီနေရာတစ်ခုရောက်ကျင်လို့ ဒီလိုမျိုးဟာတွေကိုလှုပ်ရတာပေါ့နော်ပါလှုပ်ပဲလှုပ်လှုပ်ဒါပေမဲ့လမ်းကြောင်းမလွဲချော်သွားဘူးလိုတယ်ပေါ့နော်နှုတ်လို့ဆိုရင်ဘွေရီကုံမဲအချိန်ကြီးကုံမဲပြီးပြီဆိုရင်ကိုလိုချင်တဲ့လမ်းကြောင်းတစ်ခုပေါ့မရောက်ရှိပဲကြာနေမှာစိုးလို့ပေါ့နော်ဟုတ်ကိုကိုလိုက်လည်းအဲ့လိုမျိုးတွေဆိုလို့ရှိရင်ကြုံတွေ့ခဲ့ရတာဆိုတော့လေအမှန်တိုင်းပြောပြရင်ဆာကူရာတို့လူကိုတကယ်လုံးဝသိရဆယ်စုနှစ်တစ်ခုစူးစမ်းပြီးတော့မှလူကအခုချိန်မှာလုံးဝအုံကလေးဒုံကလေးတို့တိပြီးတော့တကယ်နမဲကြီးအမှုပညာရှင်တွေအတူတူပွဲတက်ခွင့်ရရတယ်သူကစာကူရရှေ့မှာ ဆယ်စုနှစ်တခုလောက်စူးစမ်းခဲ့ရရှင်အဲ့ဒါတော့အမှန်တရားပဲပေါ့နော်ဟုတ်မြန်မာစတာပါစား